ီနေ့ဗီဒီယိုလေးကတော့ရန်ကုန်မြို့ရဲ့အကောင်းဆုံးကြာစံကျော်ဆိုင်လေးဖြစ်တယ်လို့ Grace ရဲ့အကြိုက်ဆုံးကြာစံကျော်ဆိုင်လေးဖြစ်တယ်။တပွဲကို8500ကျပ်ပေးရတဲ့ကြာစံကျော်ဆိုင်လေးကိုခေါ်သွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါရဲ့ရှင်။ ဂရစ်ခေါ်သွားပေးမယ့်နေရာလေးကတော့ဘူဂျုံစိကုံတရာအောက်ကအကြီးကျယ်စံကျော်ဆိုင်ပဲဖြစ်ပါတယ်ရှင်။လူနိုင်းရွှေဆန်ရှိတဲ့ဝင်ပေါက်ကနေတက်တက်လေးဝင်လာပြီးတော့ဘက်ဘက်ကိုချိုးလိုက်ရမှာပဲဖြစ်ပါတယ်ရှင်။ဒီဆိုင်လေးမှာဆိုရင်ဝက်ဥစုံကျစံကျော်၊ဝက်ကောင်းကျစံကျော်၊ဝက်သားလေး၊ကြက်သားလေး၊ကော်ပြန်စိန်ဝက်သားလုံးကျော်တွေရပါတယ်ရှင်။ဂရစ်ကတော့ဝက်ဥစုံကျစံနဲ့ဝက်ကောင်းကျစံကိုအကြိုက်ဆုံးမှာဝက်ဥတွေ၊ဥမာကြီးတွေကိုတေချာတန့်စင်နေအောင်ဆေးကြောပြီးတော့မှအနက်နေရတာတွေနဲ့အခုလိုမျိုးအိုးကြီးနဲ့မီးအေးအေးလေးနဲ့ဖြည်းဖြည်းချင်းတဲ့ထားတာပေါ့နော်။အချိန်ကြာ က်တဲ့ထားတာဖြစ်လို့အူထဲကိုအနံ့နေရတာတဲ့အကုံဝင်ပြီးတ အားကိုစကောင်းတော့ပါရှင်။တနေ့ကိုဒီလိုမျိုးအိုးကြီးနဲ့လေးအိုးငါးအိုးလောက်နှီးပါကိုကုန်ပါရယ်ရှင်။ဝကောင်းအောင်ဆိုရင်လည်းအခုလိုမျိုးအမွှေးမြင်တစားမှမရှိ။မွှေးကြိုင်ပြီးတော့စကောင်းမြောင်ချက်ထားပေးတာပါရှင်။ဝသားလေးဆိုရင်လည်းမုံနှစ်ကိုမတုံးမဲနဲ့ဝက်ကွန်ညာစီစစ်စစ်ကိုတုံးပြီးလိတ်ထားပေးတာဖြစ်လို့မွမွရွရွထထနဲ့တအားစကောင်းပါရယ်။ဒါလေးကတော့တပွဲကို8500ကျပ်ပေးရတဲ့ဝက်ဥဆုံးကြစံကြောပါ။ဝသားလေးကျော်တပွဲဝသားလုံးကျော်တပွဲနဲ့တန်ဘူးအေးအေးတစ်ခွက်လည်းမလိုက်ပါရယ်ရှင်။ဒါလေးကတော့သူ့ရဲ့အချင်ရေဘူးပါ။အချင်ရေ င်ဘူးကိုဒီလိုမျိုးလေးထားထားပေးပြီးတော့လိုတလောက်ထည့်စားရတာမျိုးပါရှင်ဝတ်ဥဆုံးကြာစံကျော်ကတော့တပွဲကို9500ကျပ်ပါရှင်ဝတ်သားလေးကျော်လေးကတပွဲကို4500ကျပ်ပေးရပြီးတော့ဝတ်သားလုံးကျော်ကတပွဲကို6000ကျပ်ပါတန်ဘူးအေးအေးကတစ်ခွက်ကို2000ကျပ်မလို့ဒီဟာဆိုစွတ်စွတ်ပေါင်း2000ကျပ်ဖို့ပါရှင် ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ဈေးများတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်ရှင်။အဲဒါမဲ့ Grace တို့အတွက်ကကြတော့အဲငငယ်ကလေးကအသေးဆွဲကြရတဲ့ဆိုင်ဒီဇိုင်းဖြစ်တယ်။ဒီဆိုင်ကကြာစံကြောကိုအရန်ကိုတိုက်နှက်တတ်တဲ့သူဖြစ်တာမလို့ပစ္စည်း quality အရန်ကောင်းပြီးအရန်ကိုအရသာထူးခြားကောင်းမွန်တဲ့ဆိုင်ဖြစ်တာမလို့ Grace အတွက်ကတော့တန်တယ်လို့ယူဆမိပါတယ်ရှင်။သူ့ရဲ့အရသာကတော့တရုတ်စတိုင်ချိုချိုအီအီလေးဘက်ကိုသွားတာမလို့ကြာစံကြောဆိုရင်ချင်းဆက်ကြိုက်တဲ့သူဆိုရင်တော့ဒီဆိုင်နဲ့ကိုက်မှာမဟုတ်ပါဘူးရှင်။အဲ Grace တို့လိုမျိုးချိုချိုအီအီဝါ ့ကိုအလုံးဝအနမ်းမရှိဘဲနဲ့အီအီထွေးထွေးအဲအဲ့လိုချိုချိုလေးစားရတာကြိုက်တဲ့သူတွေဆိုတော့ဒီဆိုင်ကအရသာကိုအကြိုက်တွေမှာအမှန်ပါပဲရှင် ဝတ်သားလေးကြော်တက်သားလေးကြော်ကတော့ပူတဲ့အချိန်မှာပဲမမော့ရရထထဖြစ်တာမလို့ပူတဲ့အချိန်မှာပဲစားလို့ကောင်းပါတယ်အေးသွားရင်တော့မာသွားမှာပဲဖြစ်ပါတယ်ရှင်ဝတ်သားလုံးကြော်ကတော့ဝတ်သားအသားကြီးပဲလုံးကြော်တာကိုကြိုက်တဲ့သူအသားလုံးကြော်လေးစားလိုက်ရွံ့ွေးလေးတောက်လိုက်နဲ့တမြုံမြုံဝါးရတာကြိုက်တဲ့သူဆိုရင်တော့ဒီဆိုင်ကဝတ်သားလုံးကြော်ကိုကြိုက်မှာပါအကယ်လို့ဒီလိုပျော့စစ်စစ်အရသာကိုကြိုက်တဲ့သူဆိုရင်တော့ဒီဆိုင်ကဝတ်သားလုံးကြော်ကအသားအရန်ကျစ်တဲ့အတွက်မာတယ်လို့ခံစားရမှာပါရှင်အကယ်လို့ကိုကတော့မကောင်းတဲ့သူအမာကြောက်တဲ့သူဆိုရင်တော့ဒီဆိုင်ကဝတ်သားလုံးကြော်လေးကိုမစားကြည့်ဖို့အတွက် အကြံပြုပြရစီရှင်။ Grace ကတော့ဝက်ဥဆောင်ကြံလေးစားလိုက်၊ငရုတ်ကြီးစိမ်းလေးကိုက်လိုက်၊ကြက်တွန်ပြူလေးကိုက်လိုက်နဲ့အရန်ကိုထိမိခဲ့ပါတယ်ရှင်။ ဝသားလုံးကြော်လေးကိုလည်းစာစံကြော်လေးနဲ့ဖက်ပတ်ပြီးတော့စားခဲ့ပါရရှင်။အရန်ကိုစားကောင်းခဲ့ပါရ။စားလို့အီလာပြီဆိုရင်လည်းတန်ပူးအေးလေးကိုတောက်လိုက်ပြန်စားလိုက်နဲ့အရန်ကိုပျော်ရွှင်စရာနေ့တစ်နေ့ကိုဖြတ်တန်းခဲ့ပါရရှင်။အစားတောက်ကောင်းတွေကိုကြိုက်နှစ်သက်တဲ့ Grace က Grace အရန်ကြိုက်တဲ့အစားတောက်တွေကိုစားရတဲ့နေ့တိုင်းဟာ Grace အတွက်ပျော်ရွှင်စရာနေ့တွေဖြစ်တာမလို့အချစ်စာစံကြော်ကိုစားရတဲ့နေ့တိုင်းနေ့တိုင်းဟာ Grace အတွက်ပျော်ရွှင်ပွဲရာအတိပါ။အဲ့တော့ပျော်ပျော်ရွှင်ရွှင်နဲ့ဆက်ပြီးတော့စားလိုက်တောက်လိုက်ပါဦးမယ်ရှင်အလုံးမတတား